ခொနည်းသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဘေးဟောစရန်ချဲတယ်မှာပြန်လေးလို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့တနင်္လာသားသမီးများကျွတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစန်းစန်းနီဘုံမြမရိုးရာအထဟောကိန်းဆောင်မှာဟောကြားထားသောတနင်္လာသားသမီးများအတွက်2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှ16ရက်နေ့အထိ15ရက်စာကြံပြုဟောစရန်ကို ပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးလေးမစခင်မှာတအုပ်စေတနာတအုပ်မြတ်သားဆိုသလို Subscribe လေးနှိပ်ပြီးရေကိုတောင်းဆိုမြ ါစေအစ်စ်တနိုင်းတီအောင်လဲဘေးနောက်ခေါလုံးလေးကိုလဲနှိပ်ထားပေးခဲ့ဖို့မမိနဲ့နော် တနင်္လာသာသမီများတွေ15ရက်စာဝတ်စတန်ယခုကာလအတွင်းမှာလူမှုရေးပြဿနာအိမ်တွင်းရေးပြဿနာများအလိုလျောက်ဖြစ်ပေါ်လာတတ်တယ်။ညူစုဆောင်ပြောင်းခြင်းများခံရတတ်ပါတယ်။လူညင်းများလူရှုံများနဲ့ကြုံတွေ့ရတတ်တယ်။တိုက်ခါထိခိုက်ကြဆင်းအောင်အတင်းပြင်းပြောသူများနဲ့ကြုံတွေ့ရမယ်။ဝေပိငွေယူတရေရှိပါလက်လွယ်၍လက်လွင်ခြင်းဆုံးရှုံးခြင်းများဖြစ်တတ်ပါတယ်။ခြေလက်တွင်ဖြစ်စေအကျိုးတွင်ဖြစ်စေထိခိုက်ခြင်းများဖြစ်တတ်တယ်။မိသားစုတွင်ချမ်းမြေကိစ္စဒါမှမဟုတ်အမွေကိစ္စများစကားပြောရခြင်းစကားများခြင်းများ များကြုံရမယ်မလိုအပ်ဖဲစနေနံပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုလုပ်သင့်ပါဝယ်ယူသုံးစွဲပါကအကြောင်းတိုက်ဆိုင်စွာပြဿနာအခက်အခဲဖြစ်တတ်ပါတယ်စိတ်နှောက်ရှက်ဖြစ်ရမယ်ယင်းနဲ့ပတ်သက်သောအပျော်ခီးများတအားသမျှရှောင်မှာကျန်းမာရေးအထူးသတိရှိရပါမယ်ယင်းဘက်အဆုံနဲ့ချွဲတလိမ်များဒုက္ခပေးတတ်တယ်အမည်အတွင်းမှာကခပဖမပါသောသူများကိုသတိထား၍ဆက်ဆံမှာ၎င်းတို့နှင့်ဓာရိုက်တော်၎င်းတွယ်ဝရည်တော်၎င်းပြဿနာဖြစ်တတ်ပါတယ်ပြိုရွယ်သူများအဖို့အတော်အလားအနေထိုင် င်းအပြောအဆိုအထူးဆင်ခြင်ရပါမယ်ဆွ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 ပြောဆိုခံရခြင်းနာမည်သိခါကြဆင်းအောင်ပြုမူခြင်းများခံရတတ်တယ်နေအနည်းပါမှာပစ္စည်းအပြောက်ရှာများမယ်တခုတဝက်အန်ရဲ့တကယ်ယူဆိုင်ပါတောတဖုံဒုက္ခပေးတတ်တယ်စေုံစေကန်းရောက်သည့်အထိဖြစ်တတ်ပါတယ်ကိုယ့်အိမ်ထဲမှာငွေကြေးကိုမသုံးမဲမိမိထမ်းမှယူငင်သုံးဆွဲတော်သူများနဲ့တွေ့ရတတ်တယ်နိုဝင်ဘာလ၈ရက်၁၇ရက်၁၄ရက်၁၅ရက်၁၈ရက်နေ့များတွင်အရာရာအဆင်ပြေမယ်အခက်အခဲများကြောလွားနိုင်မယ်အပြိုင်ဆိုင်ကြားမှာတိုးတက်မယ် ်မိသားစုလိုက်အုပ်စားစည်းဝန်းတိုးတက်မယ်ကာလအတန်းကြာမတင်မကျဖြစ်နေသော ပြဿနာများပြီးမြောက်အောင်ဆောင်ရွက်နိုင်ပါလိမ့်မယ်တနင်္ဂနွေနေ့မွေးသောသူများနှင့်ပူးပေါင်း၍လုံသောကိစ္စများမှထူးခြားသောအကျိုးဆက်များရရှိမယ်နိုဝင်ဘာလ9ရက်10ရက်12ရက်16ရက်18ရက်19ရက်နေ့များတွင်အညံ့ရှိတတ်ပါれစိတ်နှောက်ရှက်ရှိမယ်ခေါင်းတွင်မတော်တဆထိတ်ကိုက်မိတတ်တယ်မွေးကြီးရစရာများကြန့်ကြာမယ်ယဉ်ဤသူများနှင့်စကားများတတ်ပါれအစအစအရာရာစီစဉ်ထားပြီးနောက်ဆုံးအချိန်နှင့်ရောက်မှမှန်းချက်မက ကိုက်အပျက်စီးကြုံရတတ်ပါတယ်။တငယ်ချင်းများတောက်ကြနေမွေးသောသူများအမျိုးသမီးများနဲ့တွေရောဆက်တင်မနေတဲ့မှာပြဿနာဖြစ်တတ်ပါတယ်။နိုဝင်ဘာလ5ရက်6ရက်9ရက်13ရက်နေ့များတွင်အရာရာအဆင်ပြေမယ်။အခက်အခဲများကြော်လွားနိုင်မယ်။ရန်နဲ့ရှင်ပြန်၍လုံသောကိစ္စများမှထူးခြားသောအကျိုးများများရရှိမယ်။နေရာထိုင်ခဲ့အတွက်စကားပြောဆိုမှုများအောင်မြင်မယ်။ပညာသင်တဲ့ကိစ္စများဆောင်ရွက်အဆင်ပြေမယ်။ကျန်းမာရေးအတွက်စေဝါကုသခံရတတ်ပါတယ်။နေဝင်ခြင်းတွင်တောင်ပို့အလိုလျောက်ပေါက်ခြင်း၊ကမွန့်ပင်ပေါက်ခြင်း င်းကြုံရတတ်တယ်အထူးကောင်းသောနမိတ်ဖြစ်ပါတယ်အကျိုးပေးသောအရာအပြာရောင်အနုအရင်အဖြူရောင်မိခိုးရောင်စိမ်းပြာရောင်နုနှင့်ရောင်ကျုံနှင့်ရောင်ခရမ်းရောင်တို့ကိုဒီအပိုင်းတွင်အဓိကထားဝတ်ဆင်း၍ကောင်းသောကံအကျိုးပေးမှုကိုရရှိနိုင်ပါတယ်ကံကောင်းစေသောပန်းများမှာဒဇင်ပန်းတစ္ဆပန်းရောင်စုံနှင်းစီပန်းရောင်စုံလီလီပန်းတရဖီပန်းပုံရက်ပန်းပွင့်တို့သည်အင်းအေးချမ်းခြင်းနှင့်လလဘပွင့်လန်းစေသောပန်းအညွန့်များဖြစ်ပေရာမကြာခဏဖျားကတ်လှူပေးပါယခုကာလအတွင်းတေ ုပ်စကားပန်းဖရမလူကောင်းမှာအချိုးပေးသောခဏများမှာယခုကာလအတွင်းတနင်္လာနေ့မွေးသူအားလုံးတို့သည်အတိတ်နမိတ်ထူရရသော၎င်းထူးခြားသောနမိတ်ရ၍ထီထိုးသောအခါတွင်၎င်းညံကွန့်အသုံးချ၍ထီထိုးပါယခုကာလအတွင်းအချိုးပေးသောခဏများမှာ၈၄၆တဲ့ခဏများဖြစ်ပါれရရရနေရှိအန်ဆွေးများတန်ရှင်းအောင်ဆောင်ရွက်ပါပုံစံပတ်နှင့်လမ်းဖို့ကုသူယူပါကော်ဖီကွက်ဖန်ကွက်အကွဲအချိုးပေးများကိုရှာဖွေ၍ဆွံ့ပြပါတနင်္လာသားသမီးများအားလုံးကိုစိတ်နှပြကြမ်းမှ ှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။ဒန်နယ်လာအသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မတ်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ကျေးဇူးတင်ပါတယ်။ဗီဒီယိုဟောစတန် channel မှာနာမည်ကြီးဗီဒီယိုဆရာများရဲ့နေစဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များလစဉ်ဟောစတန်များနဲ့နေ့စဉ်ဟောစတန်များပါပုံမှန်တင်ဆက်ပေးနေလို့ဗီဒီယိုဟောစတန် channel လေးကိုလက်အဆက်ခိုင်းလေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတနိုင်းသိအောင်လဲ။ ဘီနာအခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်